အားလုံးပဲမင်္ဂလာပါကျောတို့ယူဝံအသင်းတော်ရဲ့ဗုဒ္ဓဟူးတဲ့ဝိညာဉ်အာဟာရညနေစာစီစဉ်မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာရှိနေကြတဲ့လုံချီသူမိသားစုအွန်လိုင်းမှာရှိနေကြတဲ့မိသားစုတွေအားလုံးကိုအထူးပဲနှုတ်ခွန်းဆက်တာလိုပါရစေဒီနေ့မှာကျမတို့နှုတ်ကပတ်တော်အပြင်ပြန်လည်ပြီးမှစင်ကျင်ခွန်အားယူကြမှာဖြစ်ပါတယ်ဒီနေ့ကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်ရဲ့ကောင်းစင်လေးကတော့အသစ်ပြောင်းလဲခြင်းဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ် အဲ့တော့နှုတ်ကပတ်တော်လေးကိုခဏလေးဖတ်ပါမယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး9အပိုင်ငယ်7ခုကိုကျွန်မအနေနဲ့ဖတ်ချင်ပါတယ်။ဒီနှုတ်ကပတ်တော်လေးကကျွန်တော်တို့အလုပ်တီးတဲ့ဂျမ်းပိုက်လေးပဲဖြစ်ပါတယ်။လူမီဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်ဒေါ်တတဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်တိန်သောအရာတို့သည်အသစ်ဖြစ်ကြပြီ။နုတ်ကပတ်တော်အဖြစ်ကြီးစုသူရောက်ချင်းစီတန်းဖျက်ခင်ကောင်းကြီးပေးပါစေ။ဒီနေ့မှာ ခေါင်းစဉ်မှာပြောခဲ့တဲ့ဤသူပဲအစ်စ်ပြောင်းလဲခြင်းကျမတို့လူတွေထဲမှာပေါ့နော်အစ်စ်ပြောင်းလဲခြင်းလို့ပြောတဲ့အခါမှာတချို့တော့သူတွေကကျမတို့ဝေးကလေးကနေယနေ့အချိန်ထိကျမတို့ရဲ့ပင်ကိုဗီဇပါလာတဲ့အရာတွေပြောင်းလဲလို့မရတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာနှုတ်ကပတ်တော်ကျမ်းပိုက်ထမှာဗာပြောလဲဆိုရင်လူဟာတဲ့ခရစ်တော်၌ရှိလို့ရှိရင်တဲ့အစ်စ်ပြုပြင်တဲ့တတ္တဝါဖြစ်တယ်လို့ပြောတယ် ဒီနေ့အစ်စ်ပြောင်းလဲခြင်းကိုလူတွေကတနစ်ပြီးတနစ်ခရီးစီးကြောင်းလိုက်ပေါ့နော်အစ်စ်အစ်စ်တော့ update ဖြစ်တဲ့အရာတွေလူတွေများစွာရှောင်ဝင်နေကြတယ်ယနေ့ချိန်ကာလမှာဒါပေမဲ့ဒီထဲမှာဗာပြောထားလဲဆိုလို့ရှိရင်လူဟာအစ်စ်ပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်ဒီကနေ့ယေရှုခရစ်တော်ထဲမှာပဲအဲ့ဒီအစ်စ်တော့အရာဟာရှိတယ်ဆိုတဲ့အရာလေးကိုဒီနေ့ပြောပြခြင်းတယ်ဟောင်းတော့အရာတို့ဒီပြောင်းလဲရခတ်သိမ်းတော့အရာတို့ဟာအစ်စ်ဖြစ်ကြပြီတဲ့ယေရှုခရစ်တော်ထဲမှာပဲခတ်သိမ်းတော့အရာတို့ဟာပြောင်းလဲပြီးမှအစ်စ်ဖြစ်ခြင်း တဘောဟာခရစ်တော်ထဲမှာပဲရှိတယ်ဆိုတဲ့အရာလေးကိုဒီနေ့ကြည့်ရှုနေတဲ့မိတ်ဆွေများကိုဒီနေ့အသစ်တော်သတင်းကောင်းလေးကိုဝေမျှခြင်းပါတယ်။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ထဲမှာရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၄အပိုင်ငယ်9ကနေ၄စနစ်မှာဘုဒ္ဓကြောင့်တွေ့ရလဲဆိုရင်ရှမာရိအမျိုးသမီးတယောက်ကြောင့်တွေ့ရတယ်။ဒီရှမာရိအမျိုးသမီးဟာ လူတွေကသူ့ကိုအများကြီးပြစ်ပယ်ထားတယ်။ပတ်ဝန်းကျင်ကသူ့ကိုကဲရဲတယ်။အများကြီးတိမ်ငယ်စိတ်နဲ့ဘဝကိုဖျက်ဆီးလာရတဲ့သူတူဖြစ်တယ်။ဒါပေမဲ့တရက်မှာလူတွေဘသူမှရေမခတ်တဲ့အချိန်မှာသူကအဲ့ဒီအချိန်မှာပဲအမြဲတမ်းလူတွေကိုရှောင်ကျင်တဲ့စိတ်နဲ့ဘသူမှရေမခတ်တဲ့အချိန်ကိုပဲအမြဲတမ်းရှာပြီးမှသူကရေခတ်လေရှိတာဖြစ်တယ်။အဲ့ဒီအချိန်မှာပဲတိုက်တက်ဆန်ယေရှုခရစ်တော်နဲ့သူတွေ့ခဲ့တာဖြစ်တယ်။အဲ့တော့အဲ့ဒီအမျိုးသမီးဟာသူ့ဘဝတစ်လျှောက်လုံးမှာနေထိုင်လာခဲ့ရတဲ့ဘဝတတမှာတိမ်ငယ်ခြင်း အားငယ်ခြင်းနေနဲ့သူအသက်ရှင်ခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီရေတွင်းမှာယေရှုခရစ်တော်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းသူဘဝဟာအဲ့ဒီတိမ်ငယ်ခြင်း၊ဝမ်းနည်းခြင်း၊ကြေကွဲခြင်းသူတို့ဘာတွေကဲ့ရဲ့တဲ့ဘဝထဲကနေလုံးလုံးသူဟာလွတ်မြောက်ခွင့်ရခဲ့တယ်ဆိုတာကိုတမန်ကျမ်းစာကအတိအကျဖော်ပြထားတာဖြစ်ပါတယ်။ဒီရှမာရိအမျိုးသမီးဟာဘဝတစ်တလုံးမှာတိမ်ငယ်စွာနဲ့နေထိုင်ခဲ့ရပေမဲ့ယေရှုခရစ်တော်၌တွေ့ပြီးတဲ့နောက်ပိုင်းမှာ သူ့ဘဝဟာအရင်တုန်းကနဲ့မတူတဲ့ကြောင်းလဲခြင်းတွေအများကြီးတွေ့ရတာဖြစ်ပါတယ်။သူဟာကြောက်ရွံ့တဲ့စိတ်နဲ့အသက်ရှင်ခဲ့ရပြီမဲ့ဒီကနေ့ယေရှုခရစ်တော်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာသူဟာအဲ့ဒီရှမာရိယွာထဲကိုရဲရဲဝုန်းဝုန်းနဲ့ပြေးသွားပြီးမှရှမာရိယွာထဲမှာရှိနေကြတဲ့မြို့ထဲမှာရှိနေကြတဲ့လူတွေအားလုံးကိုယေရှုခရစ်တော်ဟာမေရှိယဖြစ်ကြောင်းကိုသူသက်တည်ခံခဲ့တာဖြစ်တယ်။အဲ့ဒီသက်တည် ဲ့ဒီပြောင်းလဲခြင်းကဘယ်ကလာတာလဲဆိုရင်ဒီကနေ့ထိုယေရှုခရစ်တော်ထဲကနေလာတာဖြစ်ပါတယ်။ဒါကြောင့်မို့လူမီဒီကခရစ်တော်၌ရှိလျင်လို့ပြောတယ်။အသစ်ပြုတ်ပြင်တဲ့တတဝါဖြစ်တယ်လို့ပြောသည့်နိဒူရဲ့ဒီနေ့ခရစ်တော်နဲ့တွေ့ပြီးတဲ့သူတိုင်းခရစ်တော်ကိုယရှိပြီးတဲ့သူတိုင်းခရစ်တော်နဲ့ကျမတို့ဆုံခဲ့တဲ့လူတိုင်းဟာအသစ်ပြုတ်ပြင်ပြောင်းလဲခြင်းကိုခံရတာဖြစ်ပါတယ်။ဟာလေလုယ။အယောက်ချင်းစီတိုင်းကိုဒီကနေ့မှာအားပေးခြင်းနဲ့ဒုတိယတယောက်ကဘာလုပ်လဲဆိုရင် ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး7ကိုအပိုင်ရဲ့တစ်ကနေ30မှာတွေးရတဲ့ဇက်ကေရဲ့အသက်တာဖြစ်တယ်။သူကအရင်တော့ကလူတွေကသူ့ကိုမုန်းတီးတယ်။ဘာလို့လဲဆိုရင် သူကလူတွေစီကနေအသင်းအတ္တမယူပြီးမှပေါ့နော်။လူတွေစီကနေတကယ်အမျက်ကြီးစားနဲ့သူဟာအသက်ရှင်ပြီးမှသူ့ရဲ့ဘဝကိုချမ်းသာအောင်ကြိုးစားတဲ့လူတဦးဖြစ်တယ်။မိမိရဲ့လူမျိုးတွေစီကနေအသင်းအတ္တမသူဟာအမျက်ကြီးစားပေါ့နော်။ခိုးယူတဲ့သူဖြစ်တယ်။အခွန်ကောက်စားတဲ့သူဖြစ်တယ်။ ဒါကြောင့်မို့ဂျူးလူမျိုးတွေဟာသူ့ကိုဝိုင်းမှာမုံတီးကြတယ်သူ့ကိုပြစ်ပယ်ကြတယ်သူ့ကိုယဉ်ပယ်ကြတယ်အဲ့ဒါလို့ねလူတွေရဲ့အမုန်းခံပြီးမှလူဘဝကိုချမ်းသာကြွယ်ဝအောင်ကြိုးစားတဲ့ဒီဇက်ကဲရဲ့အသက်တာထဲမှာတရက်မှာခရစ်တော်ရဲ့အတန်ကိုကြားပြီးမှသူဟာယေရှုခရစ်တော်လာတယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာခရစ်တော်ကိုသူတွေ့ကျင်တဲ့စိတ်နဲ့ရတဲ့နီလန်းနဲ့ခရစ်တော်ကိုရှာဖွေခဲ့တဲ့သူဖြစ်တယ်အဲ့တော့သူခရစ်တော်နဲ့တွေ့ပြီးတဲ့အခါမှာသူဘာတွေပြောင်းလဲသွားလဲဆိုရင် အရင်တုန်းကသူတပားစီကနေယူခဲ့တဲ့ငွေကြေးတွေအားလုံးအစမတန်များစွာကောက်ခံခဲ့တဲ့ဒီအခုနေအားလုံးကို နောက်ထပ်သူဟာပြန်ပြီးမှအစပေါင်းများစွာပြန်ပြီးပေးခဲ့တယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာဒီနေ့မှတ်တမ်းတင်ထားတာတွေ့ရတယ် ဒါကြောင့်မို့ဒီနေ့အင်မတန်ဆိုးတွားနေလို့ထင်ရတဲ့ဒီဇက်ကဲပင်လင်ခရစ်တော်နဲ့တွေ့တဲ့အခါမှာသူ့ဘဝအသက်တာပြောင်းလဲပြီးမှအသက်ပြုပြင်ခြင်းခံရတဲ့တို့ပဲဒီကနေ့ကျမတို့ကြီးစုနေကြတဲ့ online မှာရှိနေကြတဲ့မိတ်ဆွေများကိုလည်းအားပေးခြင်းနဲ့ကျမတို့မိသားစုတွေထဲမှာကျမတို့ရဲ့အသက်တာထဲမှာပြောင်းလဲလို့မရတော့ဘူးလို့ထင်ရတဲ့အရာတွေအားလုံးဒီနေ့ယေရှုခရစ်တော်ထံမှာအနံကြည့်လိုက်ပါသင်ရဲ့စိတ်သင်ရဲ့နှလုံးသားသင်ရဲ့အသက်တာကိုခရစ်တော်နဲ့ ်သင်ဟာအနံလိုက်မယ်ခရစ်တော်နဲ့တွေ့ကြည့်လိုက်မယ်ခရစ်တော်ကိုမြည်ဆမ်းမယ်ဆိုရင်သင်ဘဝတစ်ခုလုံးဟာအသက်ပြုပြင်ကြောင်းလဲခံရမှာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်အဖင်အားပေးခြင်းနဲ့ဟောင်းသောအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့ဒီအသစ်ဖြစ်ကြပြီတဲ့အပိုင်ရဲ့ဆက်ရှိကိုထပ်ပြီးဖတ်ခြင်းနဲ့ထိုတို့ဖြစ်တော်ဖရာသခင်ဤတကိုးတော်အဖင်ဖြစ်ကြ၏ဟာလေလုယဒီနေ့အသစ်ပြုပြင်ပြောင်းလဲခြင်းဟာခရစ်တော်အထဲမှာပဲရှိသလို့ အဲ့ဒီပြုပြင်ပြောင်းလဲခြင်းဟာကျမတို့ရဲ့ကြိုးစားမှုကြောင့်မဟုတ်ဘဲနဲ့ဖရာသခင်ရဲ့တကိုယ်တော်အားဖြင့်ပဲဖြစ်တယ်လို့နှုတ်ကပတ်တော်ကကျမတို့ကိုသွန်သင်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေရဲ့တသက်တာမှာဒီနေ့ဘဝတသက်တာမှာမိသားစုတွေထဲမှာကျမတို့ရဲ့အနာဂတ်မှာပြုပြင်ပြောင်းလဲလို့မရတော့ဘူးလို့ထင်တဲ့အရာတွေအားလုံးအရင်တုန်းကစွန့်လွတ်လို့မရဘူးထင်တဲ့ဟောင်းနဲ့အသိကအရာတွေအားလုံးဒုစရိုက်တွေအားလုံးအားငယ်ခြင်းတွေတိမ်ငယ်ခြင်းတွေခက်ခဲခြင်းတွေစိုးရုပ်ခြင်းတွေ အားလုံးကိုဒီကနေ့ယေရှုခရစ်တော်ထဲမှာသင်ဟာအနံ့လိုက်ရင် သင်ဘဝဟာယခုပင်လည်းအသစ်ပြုပြင်ပြောင်းလဲခြင်းကိုခံရမှာဖြစ်တယ်ဆိုတဲ့အရာလေးနဲ့ပေါ့နော်ဒီနေ့ကြီးစုနေကြတဲ့အယောက်ချင်းစီတိုင်းကို ခွန်အားပေးဝင်မြချင်တာဖြစ်ပါတယ်အယောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ